မျက်စိမိထားသောညာသူရဲ့ထင်နေတာနှလုံးသားကိုနာစင်ညာစကားတွေပြောနေလိုက်တာအမလည်းဝစ်လာရောလှလိုက်တာဆိုတာလေအဲ့တော့မှတကယ်ဟိုလေအင်းညာပဲရွှေရင်နဲ့လေမြင်တဲ့အချိန်မှာပေါ့နော်ဝမ်းသာပြီးသလိုမျက်ရည်အောင်လဲတယ်ရှိစလန်နေမကွာစဘူးတောင်းထိတ်ကောင်းစေ ား address ဆိုပြီးတော့ခါကြတော့ရည်ရွယ်ပြီးတော့စဉ်းစားပြီးတော့ချုပ်ခဲ့ဒီမိုးလောက်ခဲ့တာပေါ့နော်အကိုကပြောအကိုလည်းဝင့်မယ်တဲ့အဲ့တော့အခုရေးချုံရအကိုကိုလည်းစင်ချင်တာပေါ့နော်အကိုအတွက်တလဲပေါ့ကောင်းချင်မင်္ဂလာဖြာများပြည့်စုံစေသောရှင်တန်လူတန်းပူဇော်နမောနမောလောဝဲလာစားရအကုန်လုံးကအကိုတို့အမတို့အတွက်ပဲ ခေါ်ထားလှုပ်လှုပ်ထားပေးရလက်စွပ်တရားစအဲ့လိုအကိုတက်လက်စွပ်နဂါးဆလွယ်ဆိုလဲအကိုတက်နဂါးဆလွယ်အကုန် customize ညောင်ညာကိုစပြီးရိုက်မယ်ဆိုတဲ့အခါကြောင့်တော့အကိုနဲ့အမကိုစပြီးကမ်းလှမ်းမယ်လို့တော့ အခုတည်းမှအမ်နည်းနည်းမရိုက်ဘူးလေနော်အဲ့လိုမျိုးလေးရှိရခါကျတော့တော်တော်လေးပြောခဲ့ရတယ်ပေါ့နော်ခဏခဏပေါ့အဲဒီကြောင့်ညာရိုက်ဖို့အတွက်ကိုအမအမရိုးစီကိုကန်လန်းအောင်အချိန်လေးတော်တော်လေးကြာတယ်ဘယ်လိုမှအချိန် ဝင်ချင်အလောက်လောက်တော့ခဏခဏတော့တပြောရတယ်ပေါ့နော်အဲ့လိုမျိုးပေါ့အဲ့လိုကမ်းလမ်းပြီးတော့ခါကြတော့မှအခုနဲ့မှရိုက်တယ်ဆိုတော့ခါကြတော့မှပေါ့အဲအဲ့ဒါကိုစပြီးရိုက်ဖြစ်တာပါအရန်ပီတိဖြစ်ရပါတယ်ဒီကတော့အကိုနဲ့အမအကိုစုံတွဲလိုက်နေရနည်းနည်းနဲတယ်လေနေတော့ခါကြတော့ကိုကအကိုနဲ့အမကိုပေါ့နှစ်ယောက်တွဲရက်ကလေးရိုက်ပေးချင်တာတကယ်အလူလုံးတယ်ဆိုတော့လေအဲ့တိုင်းပဲလေနော်စုံတွဲ ยายอ่ะส่งซ้วยลงจ๋าเลยเนาะอลูโซราไอ้หลุโมบ่อลูดากาดายกาอลูดายกามาနှစ်ယောက်ဆိုရဲ့အချိန်မှာအဲ့လိုစဉ်းစားတဲ့အချိန်မှာအကိုနဲ့မကိုပဲပြေးပြီးတော့ပဲမြင်တာအဲ့တော့အကိုနဲ့မကိုရအောင်လိုက်အချင်းကတ်တာပေါ့နော်ငယ်ကလေးကအကိုရောမရဲ့ fan ကြော်ညာရိုင်းနေတော့ဆိုရင်အမကအရန်လှတယ်လေနော်အဲ့တော့အမကိုချင်းချင်းနဲ့အမနဲ့မျက်စိဆောင်ရင်ကိုရင်းနေခုံနေတာ င်တော့ဗာလဲတကယ်ခင်ဗျားတို့အရင်စကားမကြည့်ဖြစ်ဘူးပေါ့နော်။အမှန်ပါဖြူအောင်ရဲတိုက်တို့ပါတော့ဆိုရင်ကြည့်ဖြစ်တယ်လို့တော့ဘာမှနားမလည်ဘူးဆိုတော့မိမက်လည်းအဲ့လိုပဲကြည့်ဖြစ်တယ်ပေါ့။ကြိုက်တာပေါ့ငငယ်ကလေးဟိုကအမနဲ့အကွာလည်းပြင်မာတော့အကွာလည်းအရန်ကိုနှုတ်ပြီးတော့လေခန့်ညာနေရပဲ။အမကလည်းလေအတိုင်းပဲငငယ်တို့ကတွေ့ရဘလို့လဲအခုတွေ့ရလဲအဲ့အတိုင်းပဲနှုတ်နေရပဲ။ပြင်းလေအရန်သဘောကောင်းတာနှစ်ယောက်လုံးကလေအဲ့လိုမျိုးအဲ့လို အစအခု TVC ရိုက်တယ်ဆိုတော့ဝင်ဘူးတော့ပထမဆုံး TVC ပေါ့နော်အဲ့လိုပြောတဲ့အချိန်မှာလေဟဲဟုတ်လားရတယ်ညီမလေးကူပေးမယ်ဒီလိုမျိုးနဲ့ပဲအကုန်လုံးဝိုင်းပြီးတော့ကူပေးကြလို့ဒါကြော်ညာလေးကအောင်မြင်မြင်ဖြစ်သွားတာပါဟုတ်အကုန်နဲ့အမကိုဆိုရင်ဒီကြော်ညာမရိုက်ခင်ညဆိုလဲပေါ့နော်အရင်ပစ္စည်းရယူသွားပြီးတော့အကိုတို့အမတို့အရင်ပြရယ်ပေါ့နော်ဖေးတင်နေတဲ့အမတို့ကအကိုတို့မှတော့တေချာချပေးတယ်အဲ့လိုမျိုးပေါ့နော်ညာတွင်းချင်းလောက်တာတွေလည်းလက်ခံပေးတယ်ပြီးတော့ကြော်ညာရေးတဲ့နေ့ဆိုရင်မနဲ့အစောကြီး အဲတော်တော်စောတယ်ကျွန်တော်တို့အဖွဲ့အနေနဲ့တော့ပေါ့နော်မနက်9နာရီခန့်ကျွန်တော်တို့သွားရတယ်ပေါ့နော်ညဆိုပြန်ရောက်တဲ့ချိန်ကည7နာရီကျော်မှပြန်ရောက်ကြတယ်ပေါ့နော်အဲ့လိုမျိုးချိန်ထိလဲအကိုနဲ့မှအားလုံးသိမ်းသွားရင်တောင်မှသူတို့ယောက်ကဓပုံများမှာဆိုလို့အပီးထိဓပုံရိုက်ပေးတယ်စေတနာအရန်ပါတယ်အလုံးလုံးတာလေးအဲ့တော့ပျော်ရတယ်ပေါ့နော်ဒါပထမဆုံးလုပ်တယ်ဆိုတော့အမားတွေလည်းပါပါတယ်ကိုဘက်ကနေဒါပေမဲ့ ိုအကုန်လုံးလုပ်ပေးတဲ့လူအကုန်လုံး director တွေရောမိတ်ကပ်တွေရောတခြားအကုန်လုံးကပေါ့နော်အပြစ်မမြင်မှန်းနဲ့အကုန်ဝိုင်းပြီးတော့လုပ်ပေးကြတာပေါ့နော်အားကြောင့်မလို့အခုလိုမျိုးအစဉ်ပြေပြေတက်တင်ရှိရှိနဲ့ထွက်လာတာတံမိုးဖြတ်လို့များရရဆိုတံမျိုးမပြောပြတော့ဘူးနော်တံမိုးဖြတ်လို့မရပါဘူးဒါခမ်းနတ်တို့ကလည်းဒါဘွားမတိုင်တစ်ခုဆိုရင်လမ်းမှတ်ပါတယ်ဘယ်သူမှမလုပ်တဲ့ဟာကိုခမ်းနတ်အနေနဲ့လောရတဲ့အနေထားတစ်ခုမှအများကြီးအဖက်ဖက်ကနေညှိရတယ် အကိုမင်းသားဆိုင်နေဆိုလဲအကိုဒီပစ္စည်းလုံးနေနဲ့အစင်မပြရရှိရဆိုလဲအကိုပတန်ရပြန်မေးရတာမျိုးပင်ပရင်းဆရာကြီးနဲ့ပြန်တိုင်းပင်ရတယ်ဟိုပရင်းဆရာအဖွဲ့ရအများကြီးနဲ့လုံတော့မှဒီလိုမျိုးအစင်ပြပြင်းနဲ့အောင်မြင်နဲ့ဖြစ်မြောက်သွားတာပါဒီမဟိုဒီဒီချုံလာကြီးကိုပေါ့နော်ကျွန်တော်တို့ပရင်းနေနဲ့ပြပြချင်းပေါ့နော်ထွက်ထွက်လာချင်းတော့အစင်ကြည့်ပြော့ဟဲအမားနဲ့ဆိုအရင်ချက်တင်ရှိမှာပဲဆိုပြီးတော့အမားပုံမှာမွေးကြည့်ရသေးခင်ကကွက်နဲ့ကိုမြင်အောင်ပြီးတော့ပျော်တာပေါ့နော်အဲ့လေယူသွားပြီးအမလည်းဝစ်လာရော လှလိုက်တာဆိုတာလေအဲ့တော့မှတကယ်ဟိုလေအင်းညာပဲရွှေရင်နဲ့လေအားလုံးကအမအဝဲလဲလဲပြီးချင်းထွက်လာတော့ဆိုရင်လဲလေကုံတော့ဝိုင်းပြီးတော့ဓပုတ်လေးရိုက်ကြတာပေါ့နော်အဲ့လိုမျိုးပေါ့ တကယ်အဲ့ဒါမြင်တဲ့အချိန်မှာပေါ့နော်ဝမ်းသာပြီးစီးပြီးတော့မျက်ရည်အောင်လဲတယ်။အရန်ပြောရတယ်ဘာလို့ဆိုတော့ဒါကိုယ့်ရဲ့ကြိုးစားမှုတစ်ခုလေအကောင်းနဲ့ပေါ်လာတဲ့အချိန်မှာဟိုအကိုတို့အမတို့ရဲ့ fan တယောက်အနေနဲ့အကိုနဲ့အမကိုဆင်ခွင့်ရတယ်ဆိုတော့အရန်ပျော်တာပေါ့။သူကပုံမှန်ဒီလိုမျိုးအများစုတွေ့ရခြုံပေါ်ပါဆိုရင်တစ်ဖက်ချရှိရဲ့ဒီလိုမျိုးကျွန်တော်စစ်ဆက်ပွဲတော့ဆိုရင်လည်းဒီလိုခြုံနေအသေးလေးထိလည်းအဲ့လိုမျိုးဟိုဖြစ်လို့ရတယ်ပေါ့နော်။ခြုံနေအသေးလေးဆိုရင်တော့မတော်တော်လေးလုံးလိုက်ရသေးရဲ့ပေါ့နော်။ အဲဒါမဲ့အဲ့ရဲ့အနောက်မှာဒါကိုကတောင်ဖြတ်ကျော်ခဲ့ပြီးဆိုနောက်ထပ်သစင်တက်တဲ့အချိန်မှာပေါ့အပေါ်ထဲအပြင်အောက်ကအခက်တွေတစ်ခုချင်းစီတွဲရတာအစပြီးရင်တောင်းတောင်းကြီးမဖြစ်နေအောင်အလုတ်ကလေးလည်းဖြစ်အောင်လို့ပေါ့နော်ဒါ brain ဆရာကြီးနဲ့တေချာအတိုင်းမင်းခဏခဏပြင်ခဏခဏလုံးအလိုမျိုးဒီနားအစင်မပြင်ဒီနားပြန်ပြင်အဲ့လိုထက်ခါထက်ခါပြင်ပြီးတော့မှဒီလိုမိုးထွက်လာတာပါ၃လလောက်ကြာသွားတယ် အခုတကယ်စရိုက်တဲ့အချိန်မှာတော့ရုပ်တရက်ကြီးလာရင်တော့2လလောက်ပဲကြာရဲဆိုပေမဲ့ကျွန်တော်တို့စီစဉ်နာရီတိုင်ပင်နာရီနှုန်းဆိုရင်3-4လလောက်ကိုကြာသွားပါတယ်တကယ်တော့ပုံမှန်အချိန်တွေရဆိုရင်တော့3-4လနဲ့မပြီးနိုင်ပါဘူးဒါပရင်းစရာတွေအများကြီးအောင်ဝိုင်းပြီးတော့ကုလုပ်ပြီးလို့အောင်မြင်နဲ့ပြီးသွားတာပါမအဒရက်ဆိုပြီးတော့ခါကြတော့ရည်ရွယ်ပြီးတော့စဉ်းစားပြီးတော့ ချုပ်ဒီလိုလုံးခဲ့တာပေါ့နော်ကျောင်းညာကို first ပေါ့နော်အအရင်ဆုံးဟိုပြရခဲ့ရပေါ့နော်အကိုဝင်နေထားတို့ဘက်ကနေပြီးတော့မှ first draft ပြကြရပေါ့နော်ကျောင်းညာမြင်ချင်းကိုဝမ်းသာလို့ငြိမ်းအောင်ကြတယ် ဘာဖြစ်လဲဆိုတော့ပလော့တွေဒီလိုမျိုးပေါ့နော်ဟိုအကုန်နဲ့ကိုကြီးမင်းသက်ဆန်နဲ့တိုင်ပင်ပြီးတော့ဘလိုလေးလုံးမရအစအဲ့လိုမျိုးပြင့်ဥမာအခုဒီခြုံလာနဲ့ဝတ်တဲ့အင်ကြီးအယောင်တွေတို့ဗားရီတို့ဆိုရင်ရအစပေါ့နော်ပုံးစုံလုံးတိတ်တိတ်ချာချာတိုင်ပင်ပြီးတော့မှသူများနဲ့မတူတဲ့အယောင်လေးတွေကြီးပဲဝတ်ပြီးတော့တကယ်ကြက်တည်ရှိရှိကိုကဆင်ရတဲ့အချိန်မှာကိုရဲ့ပစ္စည်းတွေနဲ့ထထဲဝဝတက်တက်ရဲ့နေအချိန်မှာအယံဝမ်းတာတယ်အကိုကပြောအကိုလည်းဝတ်မယ်တဲ့ အဲ့တော့အခွင့်အရေးကြောင့်အကိုကိုလည်းစင်ကျင်တာပေါ့နော်အကိုအတွက်တလဲပေါ့အရင်အဖြစ်ပါတယ်အခန္ဓာသူများနဲ့မတူတာတီထွင်ရတယ်ဆိုရင်အချိန်မှာအများလက်ခံဖို့ကမလွယ်ဘူးလေနော်အဲ့လိုမျိုးဆိုရင်နေထောင်မှာကိုကတခုလုံးပြီဆိုရင်တော့အဲ့လိုမျိုးပေါ့အရင်စူးစမ်းပြီးတော့လုံးခဲ့တဲ့အချိန်မှာအလုံးကလည်းတိမတ်ပြူတော့ပျော်တာပေါ့သလွယ်ဆိုရင်လည်းအကိုရဲ့ကိုတိုင်းနဲ့အတိအကျလုံးခဲ့ပေးတာဟိုအကိုတို့လဝဲလက်စားရအကုန်လုံးကအကိုတို့အမတို့အတွက်ပဲ ခေါ်တာလှုပ်လှုပ်ထားပေးရလက်စွပ်တရားစအဲ့လိုအကိုတော်လက်စွပ်ငကားဆလွယ်ဆိုလဲအကိုတော်ငကားဆလွယ်အကုန် customize အဲ့လိုမျိုးအကိုအကိုတော့ကိုတိတ်ချလောက်ထားပေးရပါတော့ပြီးတော့အကိုကတိရောတော့အကိုမေးရဲ့ပစ္စည်းတွေစပြီးတော့အဲ့လိုစဉ်းစားတော့မှာပေါ့နော်အကိုကဗာလေးကြီးကြိုက်တယ်လေပေါ့အကိုကဖန်တီးချင်တယ်ဆိုရဲအချိန်မှာအကိုက4000ကြိုက်တယ်တဲ့4000ကြိုက်တယ်ဆိုတော့အကိုတော့4000 4000လေးကြီးပဲကိုစူးစမ်းပြီးတော့လောက်ထားပေးရပါတော့ရောင်းမြင်မှာဆိုတာအမအတွက် customize ဆိုတာ for အမ only ပေါ့နော်တကယ်လို့တခြားလူတွေတွတ်ဆိုရင်တော့ ့ order လေးပြန်လို့ပေးချင်ပါတယ်ဘာဖြစ်လဲဆိုတော့တယောက်နဲ့တယောက်မတူးလေကိုယ်တိုင်းနဲ့သွားအနေထားတစ်ခုမှာကိုယ်ကိုယ်တိုင်းနဲ့ကိုယ့်နဲ့ကိုယ်ပြန်ပြီးတော့ဖန်တီးပေးလို့ရပါတယ်ကိုယ်စိတ်ကြိုက်တဲ့ဟိုရွှေလေးချိန်နဲ့လည်းဖန်တီးပေးလို့ရတယ်ပေါ့နော်အာညီမလေးရဲ့ဒီ wave flow ရဲ့ပေါ့နော် first tvc ကိုပေါ့နော်ဒီလိုမျိုးအအောင်မြင်မြင်နဲ့ချက်တည်ရှိရှိနဲ့အစဉ်ပြေပြေချောချောမွေ့မွေ့နဲ့ဖြစ်လာအောင်လို့အကုန်ထဲမှာထိတ်ကနေပြီးတော့မှလမ်းပြပေးရတော့အများကြီးကျေးဇူးတင်ပါတယ်ညီမလေးတော့ပထမအဦးဆုံးဆိုမဲ့နောက်အချိန်တွေမှာလည်းအကိုရောမအားတို့နဲ့ထပ်ပြီးရ ော့လည်းကြောင်ညာရင်အများကြီးရိုက်ချင်ပါသေးရဲ့လို့ဟုတ်ကဲ့အစအစအရာတော့အများကြီးကျေးဇူးတင်ပါတယ်တခြားအဖွဲ့သားရဲ့အားလုံးကိုပါပဲ